မင်္ဂလာပါဝေလ်ကမ်နိုင်မှာအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ညီအကိုတော်တော်များများအမေးများနေတဲ့မေကွန်းပါအဲ့တော့ပါလဲဆိုရင်ဝမ်ချမ်ပီယံရှစ်နဲ့ UFC ပွဲပေကျင်းဆောင်ပါလဲဆိုတဲ့မေကွန်းပါခင်ဗျအဲ့တော့ဒီတစ်ပတ်ပွဲချင်းကတကယ်လည်းထူးခြားနေပါတယ်ဒီ UFC ပွဲလည်းရှိတယ်ဝမ်ချမ်ပီယံရှစ်လည်းတကယ်အပွဲကြီးပွဲကောင်းကိုရှိနေတာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ပွဲချင်းကိုအရင်ပြောပါမယ်ပထမအဦးဆုံးပြောချင်တာက UFC ပွဲစဉ်ပါအဲ့တော့ UFC ပွဲစဉ်ကဒီတစ်ပတ်ကြီးရှုရမယ့်ပွဲစဉ်ကလာမယ့်16ရက်နေ့ နိုဝင်ဘာ16ရက်နေ့ဆိုရင်တနင်္ဂနွေနေ့မနက်ပိုင်းကြပါတယ်ခင်ဗျအဲ့တော့မြန်မာစံတော်ချိန်ပဲပြောပါမယ်ဒီမှာမြန်မာစံတော်ချိန်နေ့ဆိုရင်9ခွဲမှာစတင်မှာဖြစ်ပါတယ်အခုလာမယ့်တနင်္ဂနွေနေ့မနက်9ခွဲမှာစတင်မှာဖြစ်ပါတယ်အဲ့ဒါ UFC ရဲ့ Ali Prelim ပွဲစဉ်စတင်မှာဖြစ်ပါတယ်ဒါပေမဲ့တကယ်တမ်းအရေးကြီးတဲ့ပွဲစဉ်တွေပေါ့နော်ဒီ Islamic Chef တို့ပါဝင်တဲ့ main card ကြတော့မနက်9:00ခွဲမှာစတင်မှာဖြစ်ပါတယ်။အဲ့တော့ ခေါင်းပွဲပွဲစဉ်ကြီးနှစ်ပွဲဖြစ်တဲ့ဒီအစ္စလာမ်ကရှက်နဲ့ဂျက်ဒယ်လာမက်ဒလင်းနာရဲ့ပွဲစဉ်ကနေ့လယ်12:00နာရီလောက်ဖြစ်သွားနိုင်ပါတယ်ခင်ဗျာနည်းနည်းလေးနောက်ကျတာပေါ့နော်ဘာလို့ဆိုရင်ဒီဆောင်းရတီရောက်တော့သူတို့ကပွဲကိုနည်းနည်းနောက်ရွှေ့ပြီးတော့ကျင်းပတဲ့ပုံစံမျိုးဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ one championship ကိုပြန်ကြည့်အောင် one championship ကဂျပန်နိုင်ငံမှာကျင်းပမယ်ပွဲစဉ်ဖြစ်ပါတယ်အဲ့တော့တကယ်ကိုပွဲကြီးပွဲကောင်းကျင်းပမှာပါဒီပွဲစဉ်ကလည်းလာမယ့်နိုဝင်ဘာ16ရက်နေ့မနက်09:00ခွဲမှာစတင်မှာဖြစ်ပါတယ်မြန်မာစံတော်ချိန်မှာ တော့ပွဲတိုက်နေပါတယ်ခင်ဗျဒီ UFC ကတော့ main card ပွဲစဉ်တွေကတကယ်အရေးကြီးတဲ့ပွဲစဉ်တွေကျွန်တော်တို့ကြည့်ရှင်တဲ့ main card တွေပေါ့နော်အဲ့ဒီ main card တွေက9နိုင်ခွဲမှစတင်မယ်1 championship ကတော့ပွဲစဉ်အစပိုင်းကိုဒီ10နိုင်ခွဲမှာစတင်မှာဖြစ်ပါတယ်။အဲ့တော့ဒီပွဲစဉ်နှစ်ပွဲအတိုက်နေပါတယ်ခင်ဗျ။1 championship မှာတော့ကျွန်တော်ဆက်ဆက်ချင်းဒီသွဲဆိုင်ကြီးတွေလည်းတကယ်ကိုကြည့်လို့ကောင်းတဲ့ပွဲစဉ်ကြီးတွေပါပါတယ်။ဒီသွဲဆိုင်၄၃အဲ့လိုမှဆိုရင်အာတိုကန်နဲ့တာကီယိုချီရဲ့ပွဲစဉ်ကြီးပေါ့နော်။ အဲ့ဒီပွဲစဉ်ကြီးလည်းပါဝင်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့လက်လွတ်ခံလို့မရပါဘူးအဲ့တော့ဒီတစ်ပတ်ကျွန်တော်တို့ကဖုန်းနှလုံးထားပေးရမယ့်ပုံစံမျိုးဖြစ်နေပါတယ် UFC ပွဲနဲ့ One Championship ပွဲပေါ့နော်ဒီပွဲကြီးကပွဲစဉ်တိုက်နေတဲ့အတွက်ကျွန်တော်တို့ဒီ line တစ်ခုနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်အဲ့တော့ပွဲချိန်ကိုမင်းနေကြတဲ့မြေကိုလည်းကိုကျွန်တော်အနည်းချုပ်ပြန်ပြောပါမယ် UFC ရဲ့ main card ပွဲစဉ်ကမနေ့9နိုင်ခွဲမှာစတင်မှာဖြစ်ပါတယ်။1 championship ရဲ့ပွဲက10နိုင်ခွဲမှာစတင်မှာဖြစ်ပါတယ်။ဒီတစ်ပတ်တင်းကွန်ရီမှတ်နှက်ပိုင်းပါခင်ဗျာ။ ဟုတ်ပြီအဲ့တော့ UFC ရဲ့ main card ကိုအရင်ကြည့်လိုက်ကြရအောင် UFC ရဲ့ main card မှာခေါင်းပွဲထိုးတက်မှာကြတော့ Islam Makhachev နဲ့ Jack Della Maddalena ရဲ့ပွဲစဉ်ပါဒီပွဲကတမိုင်းဝင်မဲ့ပွဲစဉ်တစ်ပွဲလည်းဖြစ်ပါတယ်ဘာလို့လဲဆိုရင် Islam Makhachev က welterweight တက်ပြီးတော့ champion ကပ်ဆိုင်ပေါ်တဲ့ပွဲစဉ်ဖြစ်ပါတယ်ခင်ဗျနှစ်ယောက်စလုံးလည်းယုံကြည်မှုအပြည့်ရှိနေပါတယ် ဂျက်ဒယ်လာမက်ဒလိနာကဒီပွဲမှာအနိုင်ရခဲ့မယ်ဆိုရင်သူကဝင်တာဝိတ်တန်းချန်ပီယံကပတ်ကာကွယ်ပွဲနောက်ထပ်ကာကွယ်ပွဲပေါ့နော်အဲ့ဒီပွဲပေါ်သူကဒီခမ်ဆတ်ချီမိုင်ယာနဲ့ပြန်ပြီးတော့ကစားချင်လဲဆိုပြီးတော့အခုကတည်းကစိန်ခေါ်ထားပြီဖြစ်ပါတယ်အဲ့တော့ပြောချင်တာကအစ္စလာမ်ဘက်ရှက်ကိုနိုင်ကိုနိုင်မယ်နောက်ချန်ပီယံကာကွယ်ပွဲကိုခမ်ဆတ်နဲ့ပြန်ပြဲမယ်ဆိုတဲ့အခြေအနေကိုသူကချပြခဲ့တာဖြစ်ပါတယ်အဲ့တော့ Jack Della Maddalena လို့ပဲ Islamic ချက်မှာလည်းတိကျတဲ့ဂျန်စီတခုရှိနေပါတယ်။အဲ့ဒါပါလဲဆိုရင် ဒီပွဲမှာ Jet Della Maddalena ရဲ့ Champion ကပတ်ကိုအရယူမယ်။ပြီးတော့လာမယ့်2026ခုနှစ်မှာ Elia Toporia နဲ့ Impero မှာကျင်းပမယ့်ပွဲစဉ်မှာပါဝင်ရှင်ပြိုင်မယ်ဆိုပြီးတော့အခိုင်အမာပြောဆိုထားဖြစ်ပါတယ်။အဲ့တော့ဒီပွဲတော့မထိုးရသေးဘူးဖိုင်တာနှစ်ယောက်စလုံးကတော့ယုံကြည်မှုအပြည့်နဲ့နောက်ပွဲမှာထိုးတတ်မဲ့ပြိုင်ဘက်တူတို့မှာရွေးချယ်ပြီးတာဖြစ်ပါတယ်။ဟောဒါတော့မလွယ်ဘူးပါဘူးခင်ဗျ။တကယ်ကိုကြမ်းတမ်းတဲ့ပွဲစဉ်ဖြစ်သွားနိုင်ပါတယ်။ Islam Makachev က lightweight တန်းမှာပဲကစားတယ်။ အခုဒီဝေဒဝိတ်တန်းမှာကျတော့ပထမအဆုံးတက်ပြီးတော့ကစားရတဲ့ပွဲစဉ်ဖြစ်ပါတယ်။အဲ့တော့ကျွန်တော်အနေနဲ့ခံမရမယ်ဆိုရင်အစ္စလာမ်ဘက်ကချက်ကဝိတ်တင်ပြီးတော့ကစားရမှာဖြစ်တဲ့အတွက်နည်းနည်းအခက်ခဲတော့ကြုံနိုင်ပါတယ်ခင်ဗျ။ဘာလို့လဲဆိုရင်သူကဒီနပန်းဦးစားပေးကစားရတဲ့ဖိုင်တာဖြစ်တယ်။သူနဲ့ခွန်အားချင်းမျှနေတဲ့ပြင်ပတ်တွေနဲ့ဆိုရင်သူအခက်တွေ့နိုင်ပါတယ်ခင်ဗျ။သူကတော့ဒီဝေဒဝိတ်တန်းမှာသူရဲ့ခန္ဓာကိုယ်ပုံစံအချိုးအစားပေါ့နော်ပို့ပြီးတော့အဆင်ပြေတယ်ဆိုပြီးတော့ဖွင့်ဟထားဖြစ်ပါတယ် ဒါပေမဲ့လည်းဂျန်ဖက်တီနဲ့အရှင်ပြန်တဲ့အချိန်မှာသူနဲ့ခွန်အားချင်းမျှတဲ့ဒီ Jet Delta Madelena လိုမျိုး fighter နဲ့အရှင်ပြန်တဲ့အချိန်မှာတော့အခက်ကြုံနိုင်တယ်လို့ကျွန်တော်တော့ခံမှန်းပေးချင်ပါတယ်။အဲ့တော့အနိုင်အရှုံးကိုခံမှန်းပေးရမှာဆိုရင်ကျွန်တော်ကတော့လက်ရှိ Champion Jet Delta Madelena ဘက်ကပဲရှိနေမှာဖြစ်ပါတယ်။ဟုတ်ကဲ့နောက်ထပ်ပွဲစဉ်တော့တပွဲပေါ့နော်။အဲ့ဒါက One Championship ပွဲစဉ်ပါ။ One Championship မှာတော့အများကြီးပဲ Rock Town တို့ဒီ Now Over တို့ပွဲစဉ်အများကြီးပါဝင်ပါတယ်။အဲ့ဒီပွဲမှာမှကျွန်တော်အကြိုက်ဆုံးပွဲစဉ်ခင်းဝိတ်ပွဲစဉ်ပါခင်ဗျ။ အဲ့ဒါကတော့ဒါကီယိုချင်နဲ့ရမီအာတိုကန်ရဲ့ပွဲစဉ်ပါဒီပွဲကပွဲစဉ်၄မှာကစားမှာဖြစ်ပါတယ်အဲ့တော့အစောပိုင်းဖြစ်သွားမယ်မြန်မာစံတော်ချိန်နဲ့ဆိုရင်ဒီမနက်ပိုင်း၇နာရီခွဲလောက်ဖြစ်နိုင်ပါတယ်ခင်ဗျအဲ့တော့ဒီတွဲဆိုင်ကိုပြန်ကြည့်မယ်ဆိုရင်လည်းခုနပြောသွားတဲ့ UFC ပွဲစဉ်လိုမျိုးပဲရမီအာတိုကန်ကဝိုက်တန်တက်ထိုးရတာဖြစ်ပါတယ်တူဆိုရင်မစ္စတာဝိုက်တန်မှာကစားခဲ့တဲ့ဖိုင်တာ အခု weight တင်လိုက်တဲ့အချိန်မှာသူ heavy weight ပေါ့နော်ခန္ဓာကိုယ်လည်းလုံးဝကြီးကြီးကိုဖြစ်သွားပါတယ်ချမင်းအတော်ကအဲ့တော့သူကနဗန်းပိုင်းမှာတော့ light heavy weight နဲ့ heavy weight တန်းမှာကစားနေတာဖြစ်ပါတယ်ဒါရုရှားမှာပေါ့နော်ဒါပေမဲ့ one championship ရောက်တဲ့ချိန်မှာသူက middle weight တန်းထိဆင်းပြီးတော့ကစားနေတာပါတော့ထေချာတယ် middle weight တန်းမှာတော့သူခွန်အားအရင်ကြီးနေမှာထေချာပါတယ်အခုဒီပွဲမှာကျတော့ဒီအသက်20နှစ်တာရှိသေးတဲ့ Dagiyuchi ပေါ့နော်ဒီ Japan fighter ကလည်းအရင်ကတည်းက heavyweight မှာပဲကစားနေတဲ့ fighter တယောက်ဖြစ်ပါတယ် အဲ့တော့ပြောမှဆိုရင်ခုန UFC ပွဲလိုပဲဒီပွဲကလည်းခွန်အားချင်းမျှတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမှာပါရှမီအတော်ကန်နှစ်ပန်းပိုင်းမှာအရင်ကကောင်းနေဆိုပေမဲ့သူနဲ့ခွန်အားချင်းမျှတဲ့ဖိုင်တာနဲ့တွေ့ရင်တော့အခက်ပြန်တွေ့တော့နိုင်ပါတယ်ခင်ဗျဒီဂျပန်ဖိုင်တာလည်းအရင်ကိုရီးယားဖိုင်တာနဲ့ကစားတဲ့ပွဲစဉ်မှာဆိုရင်သူရဲ့လက်သီးထိုးချက်တော့တော်လေးကိုပြင်းပါတယ်။နှစ်ချက်သုံးချက်လောက်ထိတာနဲ့ကိုရီးယားဖိုင်တာလုံးဝကိုမှောက်သွားတဲ့အခြေအနေမှာကျွန်တော်တွေ့ခဲ့ရပါတယ်ခင်ဗျ။အဲ့တော့အဲ့ဒီလက်သီးမျိုးနဲ့အာတိုကန်ကိုထိရင်လည်းအာတိုကန်မှောက်သွားနိုင်ချေရှိပါတယ်။ အဲ့တော့ကျွန်တော်အကြိုက်ဆုံးပွဲစဉ်ကြီးဒီနှစ်ပွဲကိုကျွန်တော်ခံမရမှာဆိုရင် UFC မှာတော့ဒီ Jack Della Maddalena အနိုင်ရရှိမယ်ပြီးတော့ One Championship မှာဆိုရင် Takeuchi အနိုင်ရရှိမယ်လို့ကျွန်တော်တော့ခံမှန်းပေးချင်ပါတယ်အဲ့တော့အခုကြည့်ရှုနေတဲ့ဤကိုတွေလည်းဘယ် Fighter အနိုင်ရမလဲဆိုတာကို comment ခဲ့ကြပါခင်ဗျဟုတ်ကဲ့နောက်ထပ်အကြောင်းအရာကတော့ကိုအောင်လကိုရှုံးနေခဲ့တဲ့ Gardenstan ရဲ့ရင်ဖွင့်တံပါခင်ဗျအဲ့တော့ Gardenstan ကကိုအောင်လကိုရှုံးတဲ့နောက်ပိုင်းမီဒီယာတွေမှာအင်တာဗျူးတော်တွေလည်းလုံးဝကိုမတွေ့ခဲ့ရပါဘူး ဒါပေမဲ့အရင်နှစ်ရက်လောက်ကပဲ MMA တင်ဆက်တဲ့ channel တခုကသူ့ကိုမေးခွန်းမေးမြန်းခဲ့ပါတယ်။အဲ့ဒီမေးခွန်းထဲမှာကို online နဲ့ပွဲစဉ်ကဘယ်လိုမျိုးအခြေအနေရှိလဲဆိုတော့မေးခွန်းပါ။အဲ့တော့ဒီ Gardenstan ကအခုလိုပဲဖြေကျတော့တာဖြစ်ပါတယ်။ကျွန်တော်ရစိတ်ကြိုက်ပွဲမျိုးကိုပြောရမယ်ဆိုရင် striking ပိုင်းရှင်ထိုးတာတွေ fighter နှစ်ယောက်ရှေ့ချမ်းပြတာတွေတွေးတွေထွက်နေတဲ့အခြေအနေမျိုးကိုသဘောကျတာပါ။ကျွန်တော်ကစားခဲ့တဲ့ပွဲတွေမှာ ုပ်ပိုင်းဆိုင်ရာထက်စိတ်ပိုင်းဆိုင်ရာဘက်ကိုပိုပြီးခက်ခဲတဲ့ပွဲစဉ်ကိုပြောပါဆိုရင်အောင်လာနဲ့ကစားခဲ့တဲ့ပွဲပါပဲတကယ်ကိုစိုက်ကောင်မှုအကြီးမားခဲ့ပါတယ်ဘာလို့လဲဆိုရင်ကျွန်တော်နဲ့အောင်လာကအရင်ကတည်းကအတိလာကြတဲ့တငယ်ချင်းကောင်းတွေပါစင်ပေါ်မှာပြန်ပတ်နဲ့ရှင်ပြန်ရမယ့်ခံစားချက်မျိုးဘလို့မှတွန်းလို့ကိုမရခဲ့ပါဘူးရုပ်ပိုင်းစွမ်းဆောင်ရင်ပိုင်းရောထင်တယ်လို့မသွားခဲ့ပါဘူးပွဲဝဲနေလို့ပဲလားဒါမှမဟုတ်သွဲလုံးတွေ300ခက်သွားတာလားဆိုတာကျွန်တော်တိတိကျကျတော့မသိပါဘူး ကျွန်တော်အတွက်တော့စိန်ခေါ်မှုကြီးတစ်ခုလိုပါပဲတေချာတာတော့ကျွန်တော်ရဲ့အစွမ်းရည်တွေမကောင်းခဲ့ပါဘူးတကယ်ကိုစိုးရလုံးခဲ့ပါတယ်ကျွန်တော်ရဲ့ပင်ကိုပုံစံကကြမ်းမှကြိုက်တာပါပြန်ဘက်ကလည်းရှေကိုပြဲမဲ့အနေထားကျွန်တော်ဘက်ကလည်းနိုင်ပွဲစာလောင်နေတဲ့ပုံစံမျိုးရှေကြမ်းမဲ့အနေထားမျိုးပါဒါပေမဲ့ကျွန်တော်ရဲ့စိတ်ကအဲ့ဒီလိုအနေထားကိုရောက်မလာခဲ့တာပါဆိုပြီးတော့ကာတက်စတန်ဖွင့်ပြောခဲ့တာဖြစ်ပါတယ် တော့သူပြောခဲ့တယ်လို့ပဲအဲ့ဒါလည်းမှန်ပါတယ်ငွေချင်းနေတဲ့အဲ့လိုမျိုးတိုက်ခိုက်ရေးအကစားမှရှင်းပြရတာတကယ်ကိုခက်ခဲပါတယ်ဒါဝင်နောက်တစ်ချက်ကသူပြောတော့တဲ့အထင်မှလည်းပါတယ်အဲ့ဒါကပွဲဝေးနေတဲ့ကိစ္စပေါ့နော်ပွဲအရန်ဝေးနေတယ်ပြီးတော့မှဒီမီဒဝိတ်တန်းကိုတက်ထိုးရတဲ့အတွက်သူ့ရဲ့ခန္ဓာကိုသူ့ရဲ့မာစင်တွေကထင်တယ်လို့အလုံးမလုံးခဲ့တာလည်းဖြစ်သွားနိုင်ပါတယ်โอเคအဲ့ဆိုရင်ဒီနေ့တလောက်ပါပဲနောက်ဗီဒီယိုမှာပြန်ဆုံမယ်အားလုံးကိုကျေးဇူးတင်ပါတယ်